င်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတနင်္ဂနွေနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားမဲ့ပွဲစဉ်တော်တော်များများရှိတယ်ပေါ့နော်။ပြီးတော့ဒီဒီနေ့မှာဆိုလို့ရှိရင်ကစားမဲ့ Premier League ကနှစ်ပွဲကျန်တယ်ပေါ့နော်။အဲ့တော့ဒီနေ့ကစားတော့ဖို့ရှိတဲ့ Premier League နှစ်ပွဲကိုဒီနေ့မှာကြိုတင်ပြီးတော့သုံးသပ်ပေးမှာပေါ့နော်။အဲ့တော့တခြားသော Legend ပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေ1 1ပြီးတော့တခြား Mount တွေပေါ့။ဒါဒီအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပေးရပေါ့နော်။အဲ့တော့ Viber Channel Link ကို Telegram Channel Link ကို OTP တွေအောက်ကကောင်းမှာမှာ Pin Comment အနေနဲ့ထောက်ပေးတာပေါ့နော်။ဝင်ပြီးတော့ Join ထားနိုင်တယ်ပေါ့။အဲ့တော့ဒီနေ့အတွက် မအုံဆုံးသုံးသပ်ပြီးခြင်းနဲ့ပွဲစဉ်ကကြတော့ဒီနေ့ည7:00နာရီခွဲမှာကစားမဲ့ Premier League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ West Ham နဲ့ Newcastle တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါက်ကြေးကိုကျွန်တော်ပြန်ကြည့်ရင် Newcastle က တကူသွင်းပြ20ရမယ်ပြီးတော့ကိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်တုံးကိုးသွင်းပြ90ရမယ်ပေါ့နော်အဲ့တော့ဝက်ဆန်ကလက်ရှိပရီးမီးယားလိမှာဆိုလို့ရှိရင်သူတို့ကဒီအမဘီစီယာအဆင့်16နေရာမှာရောက်နေရပေါ့နော်သူတို့အောက်မှာဆိုလို့ရှိရင်အောက်မှာဟူဝါဟန်တန်အတင်းတင်းတင်းမရှိရပေါ့နော်အဲ့တော့လက်ရှိသူတို့တင်းကတန်းစင်းစုံတွေမှာရောက်နေတယ်တန်းစင်းစုံကနေလုတ်ဖို့အတွက်ဆိုလို့ရှိရင်လက်ရှိသူတို့တင်းကရမှာ9မှတ်တိတိလိုအပ်နေရပေါ့နော်အဲ့တော့ဒီနေ့သူတို့တွေ့ရမယ့် တဖက်ကပြိုင်ဘက်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း Newcastle ပေါ့နော် Newcastle ကိုဝက်ဆန်အနေနဲ့နာနေရဖို့ဆိုခက်တယ်ဒါပေမဲ့လို့ Newcastle ရဲ့ဒီရာဒီအဝေးဝင်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင် Newcastle ကဒီရာဒီ Premier League မှာဆိုလို့ရှိရင်အဝေးကွင်းမှာတပွဲမှအနိုင်မရသေးဘူးပေါ့နော်ပြီးတော့ဒီဝက်ဆန်က Newcastle နဲ့တွေ့ခဲ့တဲ့နောက်ဆုံး၄ချိန်မှာဆိုလို့ရှိရင်လည်းသူတို့အသင်းကမရှုံးအောင်ကစားနိုင်ခဲ့တဲ့မရှုံးအောင်ကစားနိုင်ခဲ့တဲ့ပွဲစဉ်အစုစုပေါင်းကအရေးပါစနစ်အားဖြင့်ဆိုလို့ရှိရင်50%ရာခိုင်နှုန်းလောက်ထိရှိတယ်ပေါ့နော်ပြီးတော့ Newcastle က ဒီရဒီပရီးမီးယားလိရဲ့အဝေးဝင်လေးဝက်ကစားပြီးရချိန်မှာသုံးပွဲတည်ကြတာလေတပွဲရှုံးလာရပေါ့နော်ပြီးတော့ဒီနီယူကာဆယ်ရဲ့ဒီရဒီအဝေးဝင်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်အတွင်းကိုနေခဲ့ရအောင်တွေ့ရလိမ့်မယ်ပေါ့နောက်ဆုံးကစားခဲ့တဲ့အဝေးဝင်လေးပွဲမှာဆိုလို့ရှိရင်သုံးပွဲကနှစ်သင်းပေါင်းအတွင်းကိုကြီးသုံးကိုအောက်ကိုနေခဲ့ရအောင်တွေ့ရလိမ့်မယ်ပေါ့အဲ့တော့ဒီပွဲကနှစ်သင်းပေါင်းအတွင်းကိုကြီးလည်းနေမယ် ဒီ11ဒီအလောက်ဒီ 1C အလောက်ထိပဲဖြစ်နိုင်နေမယ်လို့ထင်တယ်ဗောနော်ယူကဆယ်နိုင်တယ်ဒီဘက်မှာဝဆန်ကိုနှစ်ကိုပြက်တွင်းနိုင်ဖို့ဆိုတာခက်လိမ့်မယ်ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့တဘိုးသွင်းပြား20ရမယ်ယူကဆယ်ထက်ဆိုင်အင်ရှင်ပြတဲ့ဝဆန်နဲ့ကိုအောက်ကိုပဲဒါပထမဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ရွေးချယ်ပြီးခြင်းတယ်ဗောအဲ့တော့နောက်ထပ်သုံးသပ်ပြီးခြင်းတဲ့ပွဲစဉ်ကကျွန်တော်ဒီနေ့ည17နိုင်မှာကစားမယ် Man City နဲ့ဘုံမောက်တို့ရဲ့ပွဲစဉ်ဗောနော်အဲ့တော့အဲ့ပွဲစဉ်လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့် Man City ကတဘိုးသွင်းပြား30ရှုံမယ်ပြီးတော့ကိုအောက်အနေနဲ့ဆိုလို့ရှိရင်3ကိုသွင်းသိရေဗောနော်အဲ့တော့ဒီ Man City ကို ျွန်တော်ပြန်ကြည့်ရင်ဒီပြီးခဲ့တဲ့အပတ်ကကစားခဲ့တဲ့ Premier League ပွဲစဉ်မှာဆိုလို့ရှိရင်သူတို့ Aston Villa အသင်းကို1-0နဲ့ရှုံးခဲ့တယ်ပေါ့နော်ဒီတစ်ဖက်ကဘုံမောကိုကျွန်တော်ပြန်ကြည့်ရင်တော့ဒီ Nottingham Forest ကသူတို့2-0နဲ့နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဘုံမောကတော့ဒီပြီးခဲ့တဲ့တစ်ပတ်မှာဆိုလို့ရှိရင်ကြီးအောင်ခဲ့တယ်တွေ့ရလိမ့်မယ် Man City ကတော့ဒီပြီးခဲ့တဲ့တစ်ပတ်မှာဆိုလို့ရှိရင်ကြီးမအောင်ခဲ့ဘူးပေါ့နော်ပြီးတော့ဒီနေ့အသင်းလုံးကစားခဲ့တဲ့ဒီပြီးခဲ့တဲ့အပတ်က ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်ဒီနှစ်သိန်းလုံးကစားခဲ့တဲ့ပွဲစဉ်တွေက၉ရောက်ခဲ့တော့တွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဘုံမောက်ကဒီရာဒီပရီးမီးယားလိမှာဆိုလို့ရှိရင်စုစုပေါင်းကစားခဲ့ပြီးက၉ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့တိုက်ဆက်ကတွင်ကို၁၆ဂိုးရရတာပေါ့နော်ပြီးတော့သူတို့ကစားခဲ့တဲ့အဝေးဝင်၄ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့တိုက်ဆက်ကတွင်ကို၂ဂိုးနဲ့အထက်မှာရှိခဲ့တာဒီအဝေးဝင်၄ပွဲမှာဆိုလို့ရှိရင်၃ပွဲတည်းရှိရပေါ့နော်ပြီးတော့ဒီမက်ဆီဒီနဲ့ဘုံမောက်ဒီနေ့သိန်းရဲ့ ဟတ်တူရဲ့ reset တွေကိုကျွန်တော်ပြန်ကြည့်နောက်ဆုံးထိတဲ့တိစုံရဲ့6ချိန်မှာဆိုလို့ရှိရင်ဒီ polling to score ရ yes ဖြစ်ခဲ့တာစုစုပေါင်း9ပွဲတိတိတောင်ရှိရယ်ပေါ့နော်အဲ့တော့ဒီပွဲကဒီတနင်္ဂနွေနေ့ရဲ့နောက်ဆုံးပွဲစဉ်အနေနဲ့လည်းကစားမှာဖြစ်တယ်ပြီးတော့ဒီနေ့ည7:00နာရီမှာကစားမှာလည်းဖြစ်တယ်ဆိုတော့ပြောမှဆိုလို့ရှိရင်ဒီပွဲကအပြန်အလှန်သွင်းဖို့ရှိနိုင်တယ် polling to score ရ yes ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်အတွက်ဆိုလို့ရှိရင်ကျွန်တော်ကတော့ goal ပေါ့ပဲရွေးချယ်ပေးခြင်းတယ်ပေါ့